皆さんこんにちは。デンです。ဒီနေ့ဗီဒီယိုမှာတော့ N1 ခန်းကြီးမာစတာရဲ့ခန်းကြီးစကားလုံးနဲ့ငလောက်ကိုတူတူမှတ်ကြရအောင်။ဒီခန်းကြီးတွေက N1 ခန်းကြီးရေဆိုပေမဲ့ N2 မှာလည်းမေးထားခဲ့တဲ့ခန်းကြီးဖြစ်ကြကြအောင်အားလုံးမြင်မှုပိတာခန်းကြီးတွေလည်းပါမယ်လို့ရှင်းပါတယ်။ဒီဗီဒီယိုရဲ့မှာတော့ခန်းကြီး quest တွေဖြစ်တယ်လို့ပုံစံမျိုးနဲ့ပေါ်လာတဲ့ခန်းကြီးကိုစဉ်းစားပြီးတော့နောက်မှမြန်မာလိုတစ်ခါရင်ဖြည့်ပြတ်တိုက်လို့ရအောင်လုပ်ပေးထားပါတယ်။ 那、啊、所一看，只有啥别有脾气也好。 ဒီနေ့ဗီဒီယိုလေးမှာတော့ M1 ခန်းကြီး Master ရဲ့ခန်းကြီးလုံး30ကိုအချင်းခဏလေးနဲ့မှတ်ပြီးသွားပါပြီ။နောက်နေ့မှာလည်းဒီလိုခန်းကြီးမှတ်တဲ့ဗီဒီယိုလေးတွေကိုထပ်တင်ပေးပါမယ်။皆さんありがとうございました。またね。